မင်္ဂလာပါလို့ဥစွာဗနာမနှုတ်ခွန်းဆက်တာပါရခင်ဗျာကျွန်တော်တို့ရဲ့ဗာမိတ်ရီကတ်စတိုရီချန်နယ်ကနေပြန်လဲကြိုးဆိုပါတယ်ဒီတစ်ခေါက်မှာတော့အင်ဒိုနီးရှားဟော်ရာကားကောင်းလေးတကားကိုရီကတ်ပြုလုပ်ပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာဇလန်အစမှာပဲအောက်လန်းဆီယာမာကြီးတယောက်ကဂါတာမန်ဒန်နေရွတ်ဆိုပြီးအစီရင်တွေပြုလုပ်နေကကျန်တဲ့တကောင်ကိုလည်းလဲလှီးပြီးအသေးကိုထုတ်ယူပြီးရန်ဒီရဲ့ဗဇက်သေးကိုထဲ့ကကြက်ရဲ့အသေးကိုအစိမ်းစားနေပြီး သွေးတွေနဲ့ရေချိုးဂါထာမန္တန်ရွတ်ဆိုကအစီရင်တွေပြုလုပ်ထားတဲ့အိယာထက်ကိုပို့ဆောင်ပေးလိုက်ပါတယ်။ရန်တီဟာနတ်ဆိုးရဲ့တရိုသမီးအဖြစ်စတ်တာခံရတာဖြစ်လို့ချက်ချင်းပဲနတ်ဆိုးကရောက်လာပြီးအသုံးတော်ခံလိုက်ပါတယ်။ဒါဘလို့ကြောင့်ဖြစ်တာလဲနဲ့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်လိုက်ကြရအောင်ပါခင်ဗျာ။ရန်တီတယောက်ဟာဈေးထဲမှာစက်သားရောင်းနဲ့စက်သားတယ်လေးပါ။သူမဈေးကိုရောက်တာနဲ့ဦးလေးကြီးတယောက်ကသူမထားတဲ့စက်သားကိုလာယူတော့ ဇတိကဒုက္ခနာယူရောက်လိုက်တာကိုသူမသိပါဘူးလို့ပြောင်းညင်းပါတယ်။ရန်ဒီရောဇတိပါကျွေးမာတွေဖြစ်ကြပေမဲ့ရန်ဒီကအိမ်မှာအလုပ်တွေသူပဲဥဆောင်လုပ်ရတာပါ။ဇတိကတော့ကိုဝင်နဲ့မို့တိတ်ပြီးအလုပ်မလုပ်ရပါဘူး။ရန်ဒီရဲ့ယောက်ျားဖြစ်သူကတင်မောသားတယောက်ဖြစ်ပြီးအိမ်မှာနားနေကအလုပ်မရှိဖြစ်နေတာပါ။ဇတိရဲ့ယောက်ျားကတော့ကြက်သမားမို့ကြက်သမားတွေရဲ့ထုံးစံအတိုင်းကြက်ကိုတပိုက်ပိုက်နေပေါ့။အစင်းသင့်စားဖို့ဇပွဲကိုလှမ်းလိုက်တော့စားစရာဘာမှရှိမနေပါဘူး။ ခဏနေတော့ရန်ဒီတို့၃ယောက်ဈေးကပြန်ရောက်လာကြကရန်ဒီကသူ့သမီးနဲ့စိုးနေကြချက်ကလေးတွေကကတော်ကတော်ဆိုးတဲ့တချင်းကိုစိုးနေပြီဝင်လာတဲ့အခါမှာတော့သမီးနဲ့အတူစိုးနေတော့ယောက်ကမဖြစ်သူကြီးကလှမ်းတားလိုက်ပြီးမနှက်စာပြင်မသွားလို့ထိတ်ငော့ပြီးပြောနေပါတော့တယ်စတီကလည်းလူလေကြပြီးယောက်ကမဖြစ်သူကိုရန်ဒီကပြင်ပြီးပြီးထင်လို့လို့ဆိုတော့ရန်ဒီကလည်းသူပြင်ပေးဖို့ဘာစားမလဲလို့မေးတာတော့ပါလာတာချက်လို့မချင်းမငန်းနဲ့ချိုးနေဆက်ဆံပါတယ်သူသမီးဂီတာကိုလည်း မိမဆိုတာယောက်ျားရရင်အိမ်မှုကိစ္စအကုန်လုပ်ရတယ်လို့စောင်းမြောင်ပြောနေပါသေးတယ်။ဒါကိုကြားသွားတဲ့ရန်ဒီလည်းအဲ့ရဲ့စီးပွားရေးကလည်းရှာရအိမ်မှုကိစ္စကလည်းသူ့ကောင်းပေါ်မှာပဲတင်ထားကအကောင်းကလည်းအပြောမခံရတဲ့ခါမှတော့တော်တော်အချင်းပေါက်နေပါပြီ။ယောက်ျားဖြစ်သူကလည်းသူ့အမေကိုဘာမှမပြောပါဘူး။ရန်ဒီရဲ့သမီးနီနာကိုဂီတာကကြောင်းလိုက်ပို့တာကိုအဖွားကြီးကရန်ဒီကြောင်းလိုက်မပို့လို့အပြစ်ပြောချင်နေကရန်ဒီကသူ့ရဲ့ယောက်ျားတင်းမောတက်ဖို့လိုက်ပို့ရမှာနဲ့ ရတားပြုတ်ပို့ရမှာလို့ပြန်ပြောတော့အဖွားကြီးကလည်းမကြည်မနှမ်းနဲ့ထွက်သွားပါတယ်ဒီလိုနဲ့အပြင်သွားဖို့လို့တော့ရန်ဒီရဲ့ယောက်ျားဖြစ်သူကသူ့သွားကန်နီးမှာပဲအမေနဲ့သူ့ရဲ့ညီကိုပိုက်ဆံထုတ်ပေးတာကိုမြင်ပြီးရန်ဒီကမကြည်မနှမ်းဖြစ်သွားပါတယ်သူကတော့ရှာဖွေရုံးကန်နေရတာကိုယောက်ျားဖြစ်သူကအလွယ်လေးပေးနေလို့ပါပဲကားပေါ်ကိုရောက်တော့ယောက်ျားဖြစ်သူကသူ့ညီရဲ့မိမဘိုက်ကြီးနဲ့ပိုက်ဆံလည်းမရှိဖြစ်နေလို့တနာနေကြောင်းနဲ့သူတို့မှာဆူထားတဲ့ပိုက်ဆံလေးတွေရှိရင်ကိုညီပေးဖို့ပြောနေတာ ဗန်ဒီကလည်းရှင့်အမေကကျွန်မဘာလုပ်လို့အကောင်းမမြင်ဘူးအပေါ်အလုံးလုံးပြီးစီးပွားရှာတယ်အိမ်မူကိစ္စလည်းလုပ်ပြီးတယ်ဒါတောင်တခုခုဆိုရင်ကျွန်မကိုအပြစ်တင်တယ်လို့ယင်ဖွင့်ပါတယ်ဒီလိုတွေမဖြစ်ချင်တာကြောင့်အိမ်ခွဲနေကြမယ်လို့ပြောပြီးမဲ့ယောက်ျားဖြစ်သူကတော့အိမ်ခွဲနေရင်ဗန်ဒီတို့သားမီးကိုစိတ်မချလို့လို့ဆိုကနှစ်သိမ့်ပေးလိုက်ပြီးသူကာကွယ်ပေးပါမယ်လို့ဆိုပါတယ်ဒီလိုနဲ့ယောက်ျားဖြစ်သူသင်းမောထွက်သွားတဲ့အခါမှာရန်ဒီကခဏထိုင်ကြည့်နေပြီးသူလုံးနေကြအလုပ်တွေကိုလုပ်ရမှာမို့ဒီသွားကအိမ်ကိုပြန်มาပဲ ဇက်ဒီရဲ့ယောက်ျားဖြစ်သူကတော့ဈေးထဲမှာကြက်တိုက်ပြီးအလောင်းအစားလုပ်နေပါတယ်။ရန်ဒီအိမ်ကိုပြန်ရောက်တဲ့အခါမှာတော့သူ့ရဲ့သမီးဖြစ်သူကားတိုက်ခိုင်းရတာကိုသိလိုက်ပြီးသေယုံကိုအပြေးလိုက်သွားပါတယ်။သေယုံကိုရောက်တော့အခြေအနေစိုးရင်ရပြီးရန်ဒီကလည်းသမီးကောင်းဖို့အကုန်လုပ်ပေးပါမယ်လို့တောင်းဆိုနေကဒေါက်တာရီကလည်းစိတ်ကံကံထားဖို့ပြောကထွက်သွားပါတယ်။ဒီလိုနဲ့ရန်ဒီလည်းသမီးကိုစိုးရင်စိတ်ကြောင့်မစားနိုင်မအိပ်နိုင်ပဲထိုင်နေတော့အဖွားကြီးတယောက်ကရောက်လာပြီးဘာမှမစားရသေးဘူးလားလို့ဆိုကစားစရာလာကျွေးပါတယ်။ ဗန်ဒီကမစားလို့အတင်းပေးလိုက်ပြီးအားပေးနှစ်သိမ့်ပေးနေကပြဿနာအလုံးအတွက်အဖြေရှိတယ်ယုံကြည်ထားပါလို့ဆိုပါတယ်ဗန်ဒီကလည်းဆီယာဝင်တွေကတော့အခြေအနေမကောင်းနိုင်ဘူးလို့ပြောတယ်လို့ဆိုတော့အဖွားကြီးကဆီယာဝင်တွေကပဲကုနိုင်တာမဟုတ်ပဲတခြားနီးလန်းရှိတယ်ဆိုရင်စမ်းကြည့်မလားလို့ဆိုကထမင်းတုပ်ကိုပေးပြီးတောင်ရွက်တစ်ခုကိုလည်းပေးကထပြန်သွားပါတယ်အိမ်မှာလည်းရောက်ကမှဖြစ်သူကနီနာလေးဒီလိုဖြစ်ရတာရန်ဒီအမေမပီတာလို့ပဲလို့ဆိုကအပြစ်တင်နေပြီးဇတိကကမီးလောင်ရလေးပင်ပေးနေပါတယ် ဒီလိုနဲ့စေးုံတက်နေရတဲ့ရန်ဒီကအုံနောက်ခွဲစိတ်ခံရမှာဖြစ်ပြီးစေကူးသားကုံကြားစိတ်ကလည်းများပြားလွန်းနေတာကြောင့်စီးပွားရေးကလည်းမပြေလည်အခက်ခဲဖြစ်နေပြီးရန်ဒီရဲ့ယောက်ျားဘိုးဘိုးကလည်းဆက်တွယ်လို့မရဖြစ်နေချိန်ဂီတာကအင်ကိုရောင်းပြီးအိမ်သေးလေးဝယ်ဖို့နဲ့ကျန်တာကိုကလေးကူးသားစီပြီးဖို့ပြောပေမဲ့အကိုဖြစ်သူကြက်သမားကလက်မခံပါဘူးဘိုးဘိုးလာမဆုံးဖြတ်မယ်လို့ပြောပေမဲ့ကလေးကချက်ချင်းခွဲစိတ်ဖို့လွန်နေတာမို့ရန်ဒီတယောက်သမီးအတွက်ရတက်မအေးနိုင်ဖြစ်နေရရှာပါတယ် ။ယောက်ျားစီဖုံးဆက်တော့လည်းမရပါဘူး။သူ့ကိုရောင်မဖြစ်သူဂီတာကပဲနှိမ့်သိပြီးရှာပါတယ်။ရန်ဒီလည်းငုံနေရင်အဖွားကြီးပြောသွားတာကိုသတိရသွားပြီးပြီးထားတဲ့ဆာရွက်ကိုထုတ်ကြည့်တော့လိမ့်စာဖြစ်နေလို့ချက်ချင်းပဲထပြီးထွက်သွားလိုက်ပါတယ်။ဒါကိုလည်းဆက်တီးကဆက်စုစိန်လုပ်ပြီးမြင်လိုက်ပါတယ်။ရန်ဒီလည်းအဖွားကြီးစီကိုရောက်သွားတော့အချိန်ကရောက်လာတာပဲလို့ဆိုကာအစီရင်လူကိုစတင်လိုက်ပြီးအင်္ကာနေ့ညဖြစ်နေတာကြောင့်ရန်ဒီလိုရမှာကနတ်ဆိုးနဲ့လက်ထပ်လိုက်ပြီးမင်္ဂလာပွဲပြီးတာနဲ့မင်းရဲ့သမီးကချက်ချင်းတတ်တာသွားလိမ့်မယ်လို့ဆိုကာ ပြောနေရင်းကပဲသူလှုပ်ဆရာရှိတဲ့အစီရင်တွေကိုစလုပ်ပါတယ်။ကြံမဲတကောင်ရဲ့သွေးကိုလည်းယူကအသေးကို ထုတ်ယူလိုက်ရင်ဂန္ဒီကိုလည်းမင်းကိုသူကစောင့်ရှောက်ပေးလိမ့်မယ်။မင်းရဲ့ဘွားကအရင်ကတည်းကပို့ပြီးအဆင်ပြေလာလိမ့်မယ်လို့ဆိုကရန်ဒီရဲ့ဗစက်တဲကို ကြက်ရဲ့အသေးအစိမ်းကိုထည့်ပြီးစားစီပါတယ်။ပြီးတာနဲ့ကြက်သွေးတွေနဲ့ရီချိုးပေးပြီးနတ်ဆိုးအတွက်အစီရင်လုပ်ပေးထားတဲ့အိယာစီကိုပန်းခင်းလန်းကနေတွားစီပြီးကတင်းမော်ကိုရောက်တာနဲ့အဘွားကြီးကဂါတာတစ်ခုကိုတင်ပေးလိုက်ကဗန်ဒီကလည်းလိုက်ပြီးရွတ်ဆိုလိုက်ပါတယ် ရန်ဒီကိုနတ်ဆိုးရဲ့သရိုသမီးဖြစ်ပါတယ်လို့ဆိုစေပါတယ်။အဖွားကြီးထွက်သွားပြီးဂါတာရီရွတ်ဆိုနေကကန်းထဲမှာလဲရန်ဒီစီကိုနတ်ဆိုးကရောက်လာပြီးပုတ်တက်နေကမင်္ဂလာဦးညကိုနတ်ဆိုးနဲ့အတူကျင်းပလိုက်ရပါတယ်။ပြီးသွားတာနဲ့ရန်ဒီကဝမ်းနဲ့နေပြီးအဖွားကြီးကဒီနေ့ကစပြီးကျပတကောင်ရဲ့ခေါင်းနဲ့အသေးကိုအင်းရဲ့အနီးအနားမှာအပတ်တိုင်းခေါ်စာအနေနဲ့ပြစ်ပေးဖို့မှားလိုက်ပါတယ်။အဲဒီနောက်မှာတော့ဘာယူရဲ့ကျပတကောင်ပျောက်သွားပါတယ်။ရန်ဒီရဲ့ရောက်ခမကြီးကလည်းစီးကန်းအမြဲပြနေရလို့လိုက်ပို့ဖို့ပြောနေကြတာ။ ဒီချိန်မှာပဲရန်ဒီတို့သားမိတွေပြန်ရောက်လာပြီးနီနာလေးကလည်းလူကောင်းတယောက်အတိုင်းပြပြသွားကအိမ်ထဲကိုပြေးဝင်လာတဲ့အခါမှာတော့အကုန်လုံးကအံ့ဩသွားကြပါတယ်ရန်ဒီကလည်းမယုံနိုင်ဖြစ်နေပြီးအောက်လန်းနဲ့မြလှုပ်ထားတာလားလို့ပြောလိုက်မိပါတယ်အဲဒီနောက်မှာတော့ဂီတာကရန်ဒီကို လိုက်ရှာနေရင်ရန်ဒီကအမောင်တဲကနေရုတ်တရက်ထွက်လာကဂီတာကလည်းပုံမှန်အတိုင်းပဲစကားပြောစရာရှိတာပြောပြီးထွက်သွားပါတယ်ရန်ဒီကတော့ပုံမှန်အတိုင်းမဟုတ်တော့ပဲသူမှမှန်ရှိမှထိုင်နေတော့မှာပဲမှန်တဲ့မှာသူ့ရဲ့ပုံစံက၃ရောက်ဖြစ်နေပါတယ် ောက်တနေ့မှာတော့ရန်ဒီကတကားတွေအကုန်ပိတ်နေတာကိုစတီကမြင်သွားလို့အိမ်ထဲကိုဝင်သွားပြီးတကားတွေကိုဖွင့်လိုက်တာဘာလို့ပိတ်ထားတာလဲလို့မေးပြီးမယ်ဘာမှမလာတဲ့ TV ကိုထိုင်ကြည့်နေတဲ့ရန်ဒီကရဲပဲရဲနေပါတယ်စတီကပြောနေရင်တကားခောက်တန်ကြလို့တွားဖွင့်တော့ရန်ဒီတို့တားမိဖြစ်နေလို့အံ့ဩသွားပါတယ်သူမှ TV ကိုပြန်ကြည့်တဲ့အခါမှာတော့ TV ကတချင်းလာနေပြီးထိုင်နေတဲ့ရန်ဒီလည်းမရှိတော့ပါဘူးစတီရဲ့အကျင့်တိုင်းဂီတာကိုရန်ဒီအကြောင်းကိုပြောလိုက်တော့ ဂီတာကလည်းမယုံပဲအထင်မှားနေတာပါအတိတ်ပဲမရှိတာဒီမပြောနေလို့ပြောလိုက်ပါတယ်ဒီလိုနဲ့တ냐မှာတော့ရန်ဒီတို့သားမိအိတ်နေတော့မှနီနာရဲ့အပေါ်ကနတ်ဆိုးရဲ့လက်ကြီးကရောက်လာပြီးပုတ်တတ်နေကနီနာလေးကလည်းအိတ်ပြောင်နေလို့မသိချာပါဘူးဒီချိန်မှာပဲဘာယူကအင်ကိုညဘက်မှာပြန်ရောက်လာကအိတ်နေတဲ့မိမဖြစ်သူကိုခောက်ဆွဲထပြုတ်ခိုင်းပါတယ်တတီကလည်းခောက်ဆွဲပြုတ်ဖို့မိဖို့ကြောင့်လဲကိုရောက်တော့ဖားတွေရှိနေပြီးဖားတကောင်ကရင်းနှီးအိုးတွေကိုခုံဝင်သွားလို့ကြောက်ကြောက်နဲ့ဖယ်လိုက်ပြီးပြတင်းပေါက်ကိုပိတ်လိုက်ပါတယ် ဒီချိန်မှာပဲတကားတစ်ချက်ကပွင့်သွားတဲ့အံကိုကြားလိုက်လို့သွားကြည့်တဲ့အခါမှာတော့ရေချိုးကန်းလေးကအတန်းကိုကြားလိုက်ရပြီရန်တီမန်းသိပြီအပေါက်ကနေဖုန်းနဲ့ခိုးရိုက်လိုက်ပါတယ်ရန်တီကနတ်ဆိုးရဲ့တရိုသမီးဖြစ်သွားပြီမို့နတ်ဆိုးကသူ့မနားမှာအမဲရှိနေတာပါစတီကလည်းရိုက်ထားတဲ့ဗီဒီယိုကိုလိုင်းပေါ်ကိုတင်လိုက်ပါတယ်ဒီချိန်မှာပဲရန်တီကထွက်လာပြီသူ့ကိုကြည့်သွားပြီစတီကလည်းရေချိုးကန်းလေးကယောက်ျားတစ်ယောက်ရှိနေတယ်ထင်ပြီးကြည့်လိုက်တဲ့အခါမှာတော့ဘာမှမရှိပါဘူးအဲ့ဒီနောက်မှာတော့ဈေးတွေကလူတွေက တတိယဘီရိုကြောင့်အတင်းပြောနေလို့ရန်ဒီကစတီကိုဓာတ်နဲ့ခုတ်ဖို့လုပ်ပါတယ်။ဒါပေမဲ့ဂီတာကတားနေလို့ဘေးကိုခုတ်ချလိုက်ပြီးရန်ဒီလည်းတတိဝင်လာကသူ့ကိုယ်သူမယုံနိုင်ဖြစ်နေကထွက်သွားပါတယ်။ဒီလိုနဲ့တညမှာတော့ဘာယူကထုံးစံတိုင်းပြန်လာတာနဲ့မိမဖြစ်သူကိုခောက်ဆွဲပြုတ်ခိုင်းပါတယ်။တတိကခောက်ဆွဲပြုတ်ဖို့မိဖို့တဲကိုတွားတဲ့အခါမှာတော့ခောက်ဆွဲပြုတ်ဦးကရှိနေတာကိုမြင်လိုက်ရပြီးယုတ်တိရန်ဒီကသူ့ရဲ့နောက်ကိုရောက်နေလို့လှမ်းသွားပါတယ်။ ရန်ဒီကကြောက်စရာပုံစံနဲ့ရဲပြလိုက်ပြီးပေါ့ပွက်ဆူနေတဲ့ခောက်ဆွဲပြုတ်အိုးတွေကဖားတကောင်ကိုနှိုက်ပြီးကြိုက်စားပြစ်လိုက်ကစတီလဲလှန်သွားကကြောက်လန့်နေပြီးခောက်ဆွဲပြုတ်ကစားလို့ရနေပြီလို့ဆိုကထွက်သွားပါတယ်တတီလဲခောက်ဆွဲပြုတ်ဖို့အစ်စ်ပြန်တယ်လိုက်ပြီးအိတ်ခမ်းထဲကိုဝင်ပြီးယောက်ျားဖြစ်သူကိုပြောဖို့စောင်းကိုဖယ်လိုက်ချိန်မှာပဲရန်ဒီဖြစ်နေကဗျုံးစိုလဲဝင်းကိုထညင်ပြီးဘိုက်ကိုလက်နဲ့ထိုးဖောက်လိုက်ကကလေးကိုဆွဲထုတ်ပြီးစားပြစ်လိုက်ပါတယ်ဒီချိန်မှာပဲဂီတာရဲ့နှိုးဆက်ကမြည်လာပြီးထလာကာ မန်ဒီကိုမနှက်စာပြင်ဖို့သွားပြောနေပြီဒီတော့မှဘာယူကအင်ကိုပြန်လာတာပါသူပြန်လာတော့မိမဖြစ်သူက မရှိပါဘူးမနှက်ရောက်တော့စက်တီပြောက်နေလို့စဉ်းစားမရဖြစ်နေပြီဘာယူကလည်းမိမပြောက်တာကိုတိတ်အလေးမထားပဲထွက်သွားပါလေရန်ဒီနဲ့ဂီတာတို့လည်းဇီးရောက်ဖို့ထွက်သွားကြတော့အဖွားကြီးကစက်တီကိုဖုံးဆက်ကြည့်တော့ငုံကြီးတန်ကိုပဲကြားနေရကချက်ချင်းပဲသူ့ရဲ့ဝီချဲကလူတစ်ယောက်ဆွဲတယ်လို့အနောက်ကိုလိမ်သွားကအဖွားကြီးကဗရိတ်ကိုဆွဲလိုက်မှရပ်သွားပြီစိတ်ထဲကိုတိတ်မတင်ကားလို့အနောက်ကိုလှည့်ကြည့်တော့ဘာမှမရှိပါဘူး ဒီလိုနဲ့တညမှာဂီတာကဈေးရောက်မှုကြက်သွားဖမ်းရင်အိမ်နောက်ကကျင်းတစ်ခုတည်းကအတန်ကြားလို့အနာကိုသွားကဘုံကိုဖွင့်ပြီးရိုက်ကြည့်တော့ကင်မရာမှာလူကိုရိုက်နေတယ်လို့ဖြစ်နေပြီအတန်ကိုလည်းကြားနေရကဂီတာကလည်းကြောက်နေပါပြီနီနာလေးကလည်းရေချိုးကန်းလေးကိုသူ့ကစားစရာအယုတ်ကလေးယောက်သွားလို့သွားကောက်နေတုန်းမှာရန်ဒီကရေချိုးကန်းလေးကနေကြောက်စရာပုံစံနဲ့ထွက်လာလို့လန့်ပြီးអော်လိုက်ကဒါကိုကြားသွားတဲ့ဂီတာလည်းကလေးစီကိုပြန်ပြေးသွားပါတယ်ဒီတော့မှသူရိုက်နေတဲ့နေရာမှာစက်တီကရှိနေပြီ။ ဘိုက်ပေါက်နေတဲ့ဒိုင်ယာနဲ့သူ့ကိုအကူအညီတောင်းနေတာပါ။နီနာလေးကလည်းကြောက်လန့်နေပြီးအတော်နဲ့အိပ်ပြရစီလို့ပြောနေပါတယ်။နောက်တနေ့မနက်မှာတော့ရန်ဒီကခေါ်စာပြစ်တဲ့အနေနဲ့ကြက်ဖားတကောင်ရင်ခေါင်းနဲ့အသေးကိုအင်းရဲ့ဘေးမှာမြုပ်နေရင်တတီးရဲ့အလောင်းကိုတွေ့သွားကလှမ်းသွားပြီးအောက်လန်းဆီယာမကြီးစီကိုအပြေးသွားပါတယ်။သူမရောက်သွားတဲ့အခါမှာတော့မင်္ဂလာဦးညလေးကနတ်ဆိုးကရန်ဒီရဲ့ကိုယ်ထဲမှာနေနေတာဖြစ်ပြီးအင်ကိုလိုက်လာကရန်ဒီကိုစောင့်ရှောက်ပေးနေတာပါ။ ရန်ဒီကိုထိခိုက်အောင်လုံးမဲ့လူကိုလည်းသူ့ရဲ့ယောက်ျားတယောက်အနည်းနဲ့ကာကွယ်ပြီးလက်စားချီပေးနေတာလို့ဆိုပါတယ်။လူတွေထပ်မသေးစေချင်ဘူးလို့ဆိုတော့အောင်လန်းဆရာမကြီးကသူကူညီနိုင်တာဘာမှမရှိဘူးလို့ဆိုပါတယ်။ဒီတော့ရန်ဒီလည်းငိုပြီးပြန်သွားကသူ့လုံးမိတဲ့အမားကပြန်ပြင်မရတော့တဲ့အခါမှာပဲယောက်ျားဖြစ်သူကိုသူပြောတာတွေကိုပြန်မြင်အောင်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းဘာယူကကြက်တိုက်နေရင်မိမရဲ့ဝိညာဉ်ကိုမြင်လိုက်ရလို့လိုက်ရှာနေရင်ကြက်တွေထားတဲ့နေရာကိုရောက်တော့ သူ့ရဲ့အနောက်ကနေစတီးရဲ့ဝိညာဉ်ကလိုက်နေတာပါဒါကိုဘာယူကမမြင်ရပဲလိုက်ရှာနေတော့မှဘုံဆိုပြီးရုတ်တရက်သူ့ရဲ့အနောက်ကိုလူတစ်ယောက်ရောက်လာပြီသူ့ရဲ့ကြက်ကရှုံးလို့တည်သွားပြီလို့လာပြောပါတယ်ဒီတော့ဘာယူကကြက်ကိုမြင်မြို့ဖို့လုံနေရင်စတီးရဲ့အလောင်းကိုတွေ့သွားပါတယ်အဝိဆာကိုလည်းတွေ့သွားကရန်ဒီရဲ့လက်ချက်ဆိုတာကိုသိပြီးရန်ဒီနဲ့စကားများရန်ဖြစ်ကြကဂီတာကတားလိုက်ပြီးရန်ဒီကိုခေါ်သွားကအဖွားကြီးကလည်းတားဖြစ်သူကိုအလောင်းကိုတိတ်တဆိတ်မြုပ်ထားဖို့နဲ့ဘယ်သူမှမသိစေနဲ့ လူတွေကသူတို့ရဲ့အကြောင်းကိုမကောင်းပြောနေလိမ့်မယ်လို့ဆိုပါတယ်။နီနာကလည်းအမေအန်တီကိုတတ်လိုက်တာလားလို့မေးတော့ရန်ဒီကသမီးကိုခေါ်ဖို့လှုပ်ပြီးမှကလေးကအမေကိုကြောက်နေပါပြီ။ကလေးကလည်းဘာလို့လှုပ်ရတာလဲလို့ဆိုကထွက်ပြေးသွားပါတယ်။ဘာယူကလည်းမိမဖြစ်သူအလောင်းကိုမြုပ်နေတော့မှရန်ဒီကကြက်ချန်တဲ့ကိုဝင်သွားတာကိုမြင်လိုက်လို့လိုက်ဝင်သွားတော့မှာပဲ။ဘာယူကိုနှဆိုးကတိုက်ခိုက်တာကိုခံရပြီးရန်ဒီကရေပြီးထွက်သွားပါတယ်။ဘာယူလည်းမျက်လုံးတစ်ဖက်ကန်းသွားကအော်ပြီးပြန်ထွက်လာတော့ သူ့ကိုဂိုင်ပုတ်တာခံရကလဲကြသွားတော့မှာပဲကျန်တဲ့မျက်လုံးတစ်ဖက်ကိုကြက်ကစိတ်ဖောက်လိုက်ပြီးမျက်လုံးကိုစားသွားပါတယ်ဇုံလုံးကန်းသွားတဲ့ဘာယူလဲဟိုတိုးဒီတိုးနဲ့တော်ပြားကသူ့ဘော်ကိုပြုတ်ကြကပွဲချင်းပြီးတည်ဆုံးသွားပါတယ်ဒီတော့မှရန်ဒီကတတိယလာပြီးဘာယူသေးတာကိုမြင်သွားကထိတ်လန့်ပြီးရက်ကြည့်နေတော့ဂီတာကလည်းယောက်လာကအကူပြစ်သူတေးနေတာကိုမြင်လိုက်ပါတယ်ရန်ဒီကလည်းထွက်သွားတော့ဘာလို့အကူတေးရတာလဲလို့လိုက်မေးပြီးမှရန်ဒီကပြန်မဖြေဘဲအခန်းထဲကိုဝင်ပြီးတကားကိုဖိတ်ထားလိုက်ပါတယ် ်ဂီတာကအတင်းလိုက်ပြီးတော့ရန်ဒီကလည်းသူ့ကိုယ်သူထိမ့်ချုံမရဖြစ်နေပြီနင်တို့အားလုံးထဲမှာနင်ကပဲငါ့ကိုချစ်ပြီးတာဒါကြောင့်ငါ့ကိုဒေါသထွက်အောင်မလုပ်ပါနဲ့လို့ငိုပြီးပြောနေခဲ့ပါတယ်ဒါကိုအဖွားကြီးကလည်းကြားသွားပါတယ်အဲ့ဒီနောက်မှာတော့ခြံထဲမှာပဲတားနဲ့ချွေးမကိုလုံမသိအောင်မြုပ်ခိုင်းလိုက်ပါတယ်ဂီတာကလည်းအမေဖြစ်သူကိုအမေကခုချိန်ထိဘေးလူတွေပြောစကားကိုကြောက်နေတာလားလို့ဆိုပါတယ်ရန်ဒီကလည်းနတ်ဆိုးကြောင့်အယူတယောက်လိုဖြစ်နေပြီနတ်ဆိုးကတောင်းကျမ်းနေပါတယ်နီနာလေးကလည်းချောင်းကြည့်နေပြီ အဖွားကမသွားဖို့လှမ်းခေါ်လိုက်ကနီနာကပြန်လှည့်ကြည့်တော့ရန်ဒီကကြောက်စရာပုံစံနဲ့သူ့ကိုရေပြနေပါတယ်။နောက်တနေ့ရောက်မှာတော့ဘာသာကြီးလိုက်စားတဲ့ဈေးထဲကအဖိုးကြီးကအကူကြီးတောင်းလို့လိုက်လာကအိမ်ကိုရောက်လာပြီးရန်ဒီကိုလည်းဆူတောင်းပေးလိုက်ကအဖိုးကြီးကိုလည်းဦးလေးလည်းပြန်ဆူတောင်းလိုက်ပါအောင်လို့ပြောနေပါတယ်။အဖိုးကြီးကလည်းရေခွက်တစ်ခွက်ကိုယူပြီးမန်တန်ကိုရုပ်ဆုံနေတော့မှာပဲရေခွက်ကကွဲထွက်သွားပါတယ်။အဘိုးကြီးလည်းတိလိုက်ပြီးချက်ချင်းပြန်သွားကဂီတာရဲ့အနားကိုလည်းရန်ဒီကငါးကိစ္စတွေအထက်ဝင်မပါနဲ့လို့ကပ်ပြောက သူမလှည့်ကြည့်တဲ့ခါမှာတော့သူနားမှာမရှိပါဘူး။ဂီတာလည်းဒါကိုအံ့ဩနေခဲ့ပါတယ်။ဒီလိုနဲ့အဲ့ဒီနောက်မှာတော့ယောက်ျားဖြစ်သူဘိုးကိုပြန်ရောက်လာကဂီတာကအကုန်ရှင်းပြလိုက်ပြီးဆက်တီတို့တေးရတာသူယူသားယုံမဟုတ်ဘူးလို့ဆိုတော့ဘိုးကိုကဒီလိုမပြောဖို့နဲ့တတ်တည်မရှိပဲဒီလိုဆိုမပြောနဲ့လို့ဆိုကလက်မခံပါဘူး။တမိဖြစ်သူကလည်းအမေကိုကြောက်နေတယ်လို့ပြောနေပါတယ်။ဒီတော့ဘိုးကိုကရန်ဒီရဲ့အခန်းကားကိုတွားခေါက်ပြီးဖွင့်ခိုင်းတဲ့ခါမှာရန်ဒီကရက်တီကိုရည်တွက်နေပြီး တကားကိုလည်းလာဖွင့်ကရှင်အထဲကိုဝင်လို့မရဘူးလို့ဆိုကပြန်ပိတ်သွားပါတယ်ခဏနေတော့ရန်ဒီကနတ်ဆိုးနဲ့ပျော်ပါနေပြီဒါကိုလည်းဘူကိုကမြင်သွားပါတယ်သူမယုံနိုင်ဖြစ်နေပြီပြန်ကြည့်လိုက်တဲ့အခါမှာတော့ဝုန်းဆိုပြီးမျက်နှာကြီးကသူ့ရဲ့ရှေ့ကိုပေါ်လာလို့လှန်သွားပါတယ်အဲဒီနောက်မှာတော့ရန်ဒီကိုတန်ချိုးနဲ့ခြိထားကြပြီးရန်ဒီကလည်းပုံစံပြောင်းလဲလာနေကသားဖို့လာကြွေးတဲ့နီနာကိုလည်းသူ့ကိုလှုပ်ပေးဖို့ချော့မော့ပြောနေပါတယ်ကလေးကလည်းကြောက်နေပြီးအဖွားကလည်းတကားကိုပိတ်ခိုင်းလိုက်ပါတယ် ဘူကိုနဲ့ဂီတာလည်းစေးယုံမှာရန်ဒီနဲ့တွေ့ခဲ့တဲ့အောင်လန်းဆီယမ်မကိုလိုက်ရှာပေမဲ့ရှာမတွေ့ကြတော့ပါဘူး။တညမှာတော့နီနာလေးကအဖွားရဲ့အလက်မှာအမိဘာမှမစားရသေးလို့ဘာစားမလဲလို့တွားမိတဲ့ခါမှာမုတ်ကြိုစားကျင်နေလို့ပြောနေလို့တွားယူနေတော့မှာပဲအဖွားကြီးကလည်းတားဖြစ်သူကိုအမြန်ပြန်လာဖို့ဖုံးစံနေပါတယ်။ရန်ဒီကကြက်ကလေးလေးကောင်ရှိတယ်။ဒီညာအလုံးတည်ရမှလို့ပြောနေကထွက်လာပြီးအဖွားကြီးကိုတတ်ပြစ်လိုက်ပါတယ်။နီနာကလည်းအဖွားတည်သွားတာကိုမြင်သွားပြီးလန့်နေကာ ရန်ဒီကလည်းရောက်နေလို့အခန်းတစ်ခုထဲကိုဝင်ပြီးသူ့အဖေလှုပ်ထားတဲ့ထက်ကိုလေးကိုတတ်နေလိုက်ပါတယ်။ဒီချိန်မှာပဲဂီတာတို့ပြန်ရောက်လာတော့အဘွားကြီးကတင်းနေကနီနာကိုလည်းဂီတာကလိုက်ရှာပါတယ်။လိုက်ရှာနေရင်ပြန်လှည့်မှာပဲ။ဝုန်းဆိုပြီးသူ့နောက်ကနေရန်ဒီကပေါ်လာကသူ့နားကိုကတ်လာလို့ပကံနဲ့ကောက်ရိုက်လိုက်ပြီးမှလှုပ်တော့မလှုပ်သွားပါဘူး။ဒီတော့ဂီတာကိုအပြက်တီးပါတော့တယ်။ဂီတာလည်းလဲကြနေရာကနေကတ်ကြီးအကြီးကြီးနဲ့ပြန်ထိုးချလိုက်ပါတယ်။ဂီတာကိုရိုက်ချလိုက်လို့မေ့လဲသွားကား ဘူဂိုကလည်းအိမ်ထဲကိုလိုက်ရှာနေရင်သူ့ရဲ့နောက်မှာရန်ဒီကဇောက်ထိုးကြီးရောက်နေပြီးကက်ကြီးနဲ့လယ်ဝင်းကိုညှက်ဖို့ပြင်ပါတယ်ဘူဂိုလည်းပြန်လှည့်ကြည့်တော့ညှက်ချလိုက်ချိန်မှာပဲလန့်ပြီးလဲကျသွားလို့လွတ်သွားပါတယ်နောက်ကနေကက်ကြီးနဲ့လိုက်ချောင်နေတော့ခုံနဲ့ရိုက်ချလိုက်ပြီးမှမဖြုံးပြန်ပါဘူးသူ့ကိုရိုက်လို့ပူကျန်းလာပြီးဘူဂိုကလည်းကက်ကြီးနဲ့ဆင့်ထိုးချလိုက်ကတတိပြန်ဝင်လာပြီးယောက်ျားကိုကောက်ပွေလိုက်ပါတယ်ဒါပေမဲ့စိတ်ရိုင်းပြန်ဝင်လာပြီးလယ်ဝင်းကိုလိန်ချိုးပြစ်လိုက်ပါတယ်ဒါကိုနီနာကမြင်သွားပြီးအဖေလို့អော်လိုက်တော့ ပုန်းနေတာကိုရန်ဒီကတိသွားပါတယ်ခလေးကိုဖမ်းခေါ်နေတော့မှဂီတာကနောက်ကနေဒုံးနဲ့ရောက်လာပြီးရိုက်ချလိုက်တော့ဂီတာကိုလဲပေးညစ်ပါတော့တယ်ဒီချိန်မှာပဲနီနာလေးကကက်ကြီးနဲ့သူ့ခြေထောက်ကိုသူညှက်ဖို့လှောက်ကအရင်ကအမေကိုပြန်လိုချင်တယ်လို့ငိုပြီးပြောလိုက်ပါတယ်ဒီတော့တခြားကဘာကိုရောက်နေတဲ့ရန်ဒီလည်းကြားသွားပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုပြန်ရောက်လာကတတိဝင်လာပြီးဂီတာကိုနာနီကိုခေါ်ပြီးအဝေးကိုသွားဖို့ပြောလိုက်ပါတယ်ဂီတာကအမရန်ဒီကိုမထားခင်နိုင်ဘူးလို့ဆိုကညင်းနေတော့အတင်းတွန်းထုတ်လိုက်ပြီး သူ့ကိုယ်သူဓာတ်စီလောင်းကမိနာကိုလည်းအမေသမီးကိုချစ်ပါတယ်အမေကိုခွန့်လွတ်ပါလို့ဆိုကမိချိုချလိုက်တော့မိတွေထလောင်လာလို့ဂီတာနဲ့နီနာလည်းကားနဲ့ထွက်ပြေးသွားကြပါတယ်နောက်ဆုံးမှာတော့ဂီတာတို့လည်းအိမ်လေးတစ်လုံးထဲကိုရောက်သွားကြပြီအောက်လန်းဆီယမကြီးကလည်းမလန်းမကန်းမှရှိနေကနီနာကလည်းခြေထောက်တွေလှုပ်မရပဲလမ်းမလျှောက်နိုင်ပြန်ဖြစ်သွားကအိမ်ရဲ့ဗီဒီယိုတစ်ခုထဲမှာလည်းတွေးတီပေးနေတဲ့တရုတ်သမီးဝစ်ဆောင်ကိုတွေးလိုက်ရကဇလန်းနဲ့ပြီးဆုံးသွားပါတယ်ခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီး တည်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်ဤကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။